အဒီနေ့ဒီခုပြောမှာကတော့ Pisces လေးပေါ့နော် Pisces ကဖေဖော်ဝါရီ19ကနေပြီးတော့မှ March 20အတွင်းမွေးတဲ့သူလေးတွေဖြစ်ကြတယ်ဆိုတော့ဒီ sign လေးကနောက်ဆုံး sign လေးလည်းဖြစ်တယ်အဲ့တော့ Pisces တမားတွေဒီ water energy ဖြစ်ကြတယ် water sign ဖြစ်ကြတယ်ပြီးတော့ feminist energy အကောင်းကြတယ်ပြီးတော့ရင်တော့ mutable လေးတွေဖြစ်ကြတယ်အဲ့တော့နောက်တစ်ခုကကျတော့နောက်ဆုံး sign ဖြစ်တဲ့အတွက် house tray ရဲ့ အဲ house trailer မို့တာဖြစ်တဲ့အတွက်သူတို့တွေဒီ phyci သမားတွေဒီ intuition intuitive ပေါ့နော်ထိုးသွင်းသိစိတ်အဲ super conscious တို့ subconscious တို့မှာဆိုရင်သူတို့တွေကအားကောင်းကြတယ် intuitive လည်းအားကောင်းကြတယ်ပေါ့နော် intuitive အားကောင်းတဲ့သူတွေဖြစ်တယ်လို့နောက်တစ်ခုကကျတော့ ူတို့တွေကဒီ the dreamer အိမ်မက်တွေနောက်ကိုလိုက်နေရတာမျိုးကြိုက်တယ်တကယ်လက်တွေ့မလုတ်ခင်မှာသူတို့တွေက creation dream ပေါ့နော် the bigger dream လောက်တာမျိုးပေါ့အိမ်မက်အကြီးကြီးတွေကိုအာဒီပုံဖော်စိတ်ကူးရတာမျိုးတွေကိုစိတ်ကူးစိတ်တန်းနေနဲ့ပုံဖော်ရတာမျိုးတွေလည်းသူတို့ကကြိုက်နေတတ်ကြတယ်နောက်ပိုင်းကျမှသူတို့ကအရင်ပေါ့နော်အရင်သူတို့အကောင့်ထဲစိတ်ကူးစိတ်တန်းလောက်တယ်သူတို့တွေအိမ်မက်စိတ်ကူးတွေပုံဖော်ကြတယ်ပြီးတော့မှအနောက်ကနေသူတို့ကလိုက်ကြတဲ့သူတွေဖြစ်ကြတယ်နောက်ကနေလိုက်လောက်တဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ ကြောင့်ဒါပေမဲ့သူတို့ရဲ့အတွေးတွေကလည်းကောင်းမွန်ကြတယ်ပြီးတော့ခုနကပြောတဲ့အာဒီ subconscious နဲ့ intuitive ကိုအားကောင်းတာဖြစ်တဲ့အတွက်သူတို့ရေတကယ် reality မှာ creation လုပ်တဲ့အခါမျိုးမှာလည်းအဲသူတို့တွေအဲ့ဒီအပေါ်မှာလည်းကောင်းကောင်းမွန်မွန် creation လုပ်နိုင်တာမျိုးလည်းတွေ့ရတယ်ပြောနောက်တစ်ခုလူတွေ ਨੇ ပြောဆိုဆက်ဆံတဲ့အခါမှာလည်းအရန်ကိုအာဒီ ဘယ်လိုပြောမလဲဂျန်တန်ဖြစ်တယ်ဂျန်တယ်ဖြစ်တယ်ပြီးတော့ရင်ဒီအန်ကိုလူတွေနဲ့မြူတီဘယ်ဖြစ်တဲ့အတွက် flexible ဖြစ်တယ်ပေါ့နော် flexible ဖြစ်တယ်နောက်တစ်ခုကသူတို့ကသူတို့ခံစားချက်တွေကအရင် deep emotion တွားတယ်လူတွေအပေါ်မှာဆိုရင်သူတို့တွေကအစာနာနားလဲပေးတယ် လူတွေကိုသူတို့အားနာတတ်တယ်သူတို့ရဲ့ဒီအရင်ဘက်ထဲကအတိုင်းပေါ့နော်လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်ကြတဲ့သူလေးတွေဖြစ်ကြတယ်။နောက်တစ်ခုကကျတော့ဒီ Pixy သမားလေးတွေဒီအမှုပညာရက်တွေနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကစိတ်ကူးစိတ်တန်းနေကောင်းကြတယ်။အမှုပညာရက်တခုခုကိုဖန်တီးရတာမျိုးကိုကြိုက်တယ်။ချိုးကြလဲတကယ် professional ရေးလောက်ကြတဲ့သူရှိရဲ့ချိုးကြတော့လဲတကယ်ကိုယ်ပိုင်နဲ့ကိုယ်ကိုယ့်ရဲ့ emotional အဒီ healing လောက်တာမျိုးကိုရဲ့ဒီ stress release တဘောမျိုးအနေနဲ့အပကြီးဆွဲတာမျိုးလေးတွေမျိုးပေါ့နော်စသဖြင့်ဒီအမှုပညာနဲ့ပတ်သက်ပြီးမှ creation creative လောက်ရတာမျိုးလေးတွေကိုသူတို့တွေအားတာကြတဲ့သူတွေဖြစ်တယ်သူတို့သူတို့ကခဏပြောသလို ingenuity အကောင်းတလို့ sequential level မှာလဲသူတွေကအရင် stone ဖြစ်တဲ့အခါကျတော့တစ်ခုခုကိုပြလိုက်တယ်ဆိုရင်တင်းလွယ်တက်လွယ်မြင်လွယ်နွားနားလည်လွယ်တဲ့သူတွေဖြစ်ကြရဲ့ပေါ့နော်ဆိုတော့သူတို့ကနောက်တစ်ခုကကျတော့အဲနေရာကာလန်ဒီတလိုက်ပြီးတော့မှလဲသူတို့တွေကနေထိုင်စားတောက်တက်ကြရဲ့သူတွေလေးတွေဖြစ်ကြရဲ့အဲနောက်တစ်ခုကကျတော့ဒီခဏပြောတဲ့ဒီဘာသာရဲ့ဘာသာရေးပေါ့နော်ဘာသာရေးတို့နဲ့ပတ်သက်တာပြီးတော့မှအဲလာတို့ခုလမ်းစဉ်ရှောင်းနေတဲ့ဒီအမ် စိတ်နဲ့စိတ်ရဲ့ပေါ့နော် higher self တွေနဲ့ပတ်သက်ပြီးတော့မှသူတို့တွေက connection ကောင်းတဲ့ connection တွေရှိကြတယ်။ဆိုတော့နောက်တစ်ခုကကြတော့ဒီကနပြောတဲ့အဲ Pisces energy အရင်အားကောင်းနေတဲ့သူတွေပေါ့နော် Pisces energy အရင်အားကောင်းသွားပြီသူတို့ရဲ့ budget ချက်မှာလဲ placement တော်တော်များများမှာ Pisces energy အရင်ကို strong placement တွေများနေပြီဆိုရင် ်ဖိုက်စီသမားလေးတွေဒီဖိုက်စီ energy အားကောင်းနေတဲ့သူတွေကခဏပြောရဲအကြာမြင်တဲ့ပသက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးအကြာမြင်တဲ့ပသက်တာမျိုးတွေသူတွေကအာပြောနိုင်နေကြားနိုင်နေမြင်နိုင်နေအဲ့လိုမျိုးပေါ့နော်အဲ့တော့အာတချို့တော်တော်များများအကြာမြင်ဆရာဆရာမတွေပေါ့နော်ဒါအဲ့လိုတွေလည်းတွေ့ဘူးလေအဲ့လိုအကြာမြင်ဆရာဆရာမတွေဆိုရင်ဒီ Pisces energy ရဲ့အဲလွမ်းမိုးတဲ့ sound placements တွေတော်တော်များများမှာရှိနေရဲ့လို့အဲ့လိုယူဆလို့ရတယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေဖြစ်တယ် နောက်တစ်ခုကတော့သူတို့အချစ်ရင်းနဲ့ပတ်သက်ပြီး romance ဖြစ်တာကိုကြိုက်ကြတယ်ပေါ့နော် romance ဖြစ်တာကိုကြိုက်ကြတယ်နောက်တစ်ခုကတော့သူတို့တွေကသူတို့ရဲ့ဒီအချစ်ရင်းအချစ်ရာဆိုလဲသူတို့တွေမျောမှန်းထားတဲ့အတိုင်းသူတို့တွေဖန်တီးထားတဲ့အတိုင်းသူတို့တွေအရင်က romantic ဖြစ်ကြတယ်ပေါ့နော်ဆိုတော့ဟို တခါမှာပဲတပြိုင်တည်းထဲမှာပဲဘာဖြစ်လဲဆိုရဲအခါကျတော့ခဏပြော mutable sign ဖြစ်ကြရဲ့နောက်တစ်ခုအာဒီ feminist energy ကလည်းများနေတယ်ပေါ့နော် Pisces ရဲ့ house tray ရဲ့ element အဆုံးဖြစ်တော့တော့ Pisces တွေဒီတခြား sign တွေ zodiac sign တွေ attract ပေါ့နော်သူတို့တွေဒီ struggle with boundary ပတ်ဝန်းကျင်နဲ့ဒီ boundary ချဖို့အရန်ခက်ခဲကြတယ် ဆိုတော့သူတို့ကလူတွေကိုလူတွေအတွက်ကိုလိုက်ရောညှိထွေးကြပေါ့နော်လိုက်လျော ပေးတာမျိုးလူတွေရဲ့ဒီ people pleaser မျိုးတွေဖြစ်ဖြစ်ကြရတယ်ဖိုက်စီသမားတွေကဒါကြောင့်မို့ဖိုက်စီသမားလေးတွေကလူတွေကကိုယ့်စီကိုကတ်လာတယ်ကိုယ့်စီရောက်လာတယ်ဘလို့ပုံစံမျိုးနဲ့ချင်းကတ်လာတဲ့သူပဲဖြစ်ဖြစ်သူတို့တွေဒီ say no ပြောဖို့အရန်ဝင်လေးတယ်အဲ့တော့တပြိုင်နက်အထဲမှာခဏပြောတဲ့ boundary ချဖို့ခက်ခဲသွားတဲ့အချိန်မှာဘာဖြစ်လာဆိုကိုကိုကို ဖက်ပြန်မြင်ကြည့်ဖို့ကိုကိုပြန်ကြည့်ဖို့ကိုကိုပြန်သုံးသပ်ဖို့တပြိုင်တည်းထက်မှာအားနည်းသွားတတ်တာမျိုးလေးလည်းရှိတဲ့တဲ့နောက်တစ်ခုကတော့ခဏပြောရဲသူများတွေကကိုယ့်စီကိုလာပြီးတော့မှ influence လုပ်တာမျိုးပို့ပြီးတော့မှဟို ဟိုလွယ်လွယ်လက်ခံတတ်ကြရပေါ့လို့ဥပမာဆိုရင်ကိုယ့်ရဲ့ relationship မှာကိုယ့်ရဲ့ partner ကိုယ်လာပြီးတော့ influence လုပ်လုပ်လိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးအဲနောက်ပြီးကြရင် Pisces သမားလေးတချို့ Pisces လေးဆိုရင်ဒါအဲ့လိုတွေ့ဘူးရဲ့ Pisces သမားလေးတွေဆိုရင်ကိုယ့်မှာ relationship တခုရှိရဲ့နောက်ရဲ့နောက်နောက်နောက်တပ်ပါဆန်ကလာပြီးတော့မှကိုယ်လာချင်းကဲ့ပြီဆိုလဲသူတို့ကအဲ့လိုပါသွားတာမျိုးပေါ့နော်ဟိုဘက်ကလည်းမပြတ်ဘူးအဲ့လိုမျိုးလေးတွေလည်းဖိုက်စီသမားလေးတွေကဖြစ်တတ်တယ်ပေါ့နော်ဘာလို့ဆိုသူတို့က safe no ပြောရမှအရင်အားနာတယ်နောက်တစ်ခါ ကိုကိုကိုပြန်ပြီးတော့မှအာ lack of self awareness လေးလေးဖြစ်တတ်ကြရေပေါ့နော်ဆိုတော့တပြိုင်တည်းထဲမှာတော့ခုနကပြောတဲ့သူတို့မှအာအာတာတဲ့အချက်တွေက intuitive အားကောင်းကြရဲ second self level မှာအရင်ကို strong ဖြစ်တဲ့အခါကျတော့ဒီဒီလိုမျိုးကိုယ့်ရဲ့ higher self တို့နော်ကိုယ့်ရဲ့အဆောင်ရှောက်ပုံကိုဘိုင်းဆိုင်ရပါတော့စသဖြင့်အဲ့အရင်နဲ့ဆက်သွယ်ချိတ်ဆက်တဲ့နေရာမှာတော့ Pisces သမားလေးတွေကအားကောင်းကြရဲဆိုအားကောင်းတဲ့သူလေးတွေဖြစ်ကြရဲပေါ့နော်ဒါကတော့ Pisces သမားလေးတွေအတွက်ပါအဲ့တော့ Pisces သမားလေးတွေရဲ့ကံကောင်းစေတဲ့နေ့ရဲ့ဆိုရင်တော့အကြတောက်ကြနေက ကံကောင်းစေပါတယ်အဲ့တော့ lucky number လို့ပြောရင်တော့ number 6နဲ့ number 2နဲ့က Pisces သမားလေးအတွက်ကံကောင်းစေတဲ့ number ကလေးဖြစ်ပါတယ်အဲ့တော့အဲကြောက်ဟိုပါပေါ့နော်ကြောက်ကြောက်ဟိုကြောက်လို့ပြောတဲ့အခါကျရင်တော့အဲလာတို့ Pisces သမားလေးတွေ aquamarine ပေါ့နော် aquamarine ဆိုတဲ့ဒီ aquamarine ကြောက်ကလေးက Pisces သမားလေးတွေအတွက်ကံကောင်းစေတဲ့ကြောက်ကလေးဖြစ်တယ်နောက်တစ်ခုကကျတော့အမ် အယောင်ကာလာလို့ပြောတဲ့ခါကျရင်ပလဲ green ပေါ့နော်ပလဲ green ဆိုတာကျတော့ဒီအဖြူကြီးလည်းမဟုတ်အစိမ်းလည်းမဟုတ်အဲ့လိုအယောင်လေးတွေကပလဲ green ယောင်လေးတွေကဖိုက်စင်သမားလေးတွေဝတ်ဆင်ဆင်မြန်းလို့ရပါတယ်မိမိတို့အတွက်ကံကောင်းစေခြင်းနဲ့အဲ့ aquamarine လေးဝတ်ပြီးတော့မှမိမိတို့ရဲ့အလုပ်တွေကိုလုပ်စေခြင်းနဲ့မိမိတို့စီကိုနောက်တစ်ခါကျတော့ရှင်းရှင်းလင်းလင်းပေါ့နော်တစ်ခါလေးကြိုက်မိလို့ဆုံးဖြတ်ချက်ချရတဲ့နေရာမျိုးတွေမှာဆုံးဖြတ်ချက်တွေဝေဝါးနေတာမျိုးပေါ့နော်ဆိုတော့ မိမိတို့ရဲ့လှုပ်ချင်တဲ့အရာတွေကိုဒီဇိုင်းမဲ့မဲ့တည်တည်ချာချာဆုံးဖြတ်ချက်ခတ်ချဖို့ခက်ခဲနေတဲ့ဟာမျိုးတွေမှာဆိုရင်လည်းအကွာမွန်းလေးဝစ်စင်ကြီးအဖြစ်စဉ်းစားပေးတာမျိုးဆုံးဖြတ်ချက်ချတာမျိုးအဲ့ဒါမျိုးလေးတွေဆိုရင်ဒါမှမဟုတ်လည်းအကွာမရင်းကိုဝစ်စင်ထားခြင်းအဖြစ်မိမိတို့ရဲ့ခဏပြောတဲ့အဲဒီ doubtful ဖြစ်နေတဲ့မိမိတို့ရဲ့ကိုမိမိတို့ရဲ့အတွေးတွေမိမိတို့ရဲ့ဒီခဏပြောတဲ့ အလောက်ကင်နေပေါ့နော်အဲ့ဒီမျိုးနဲ့ပတ်သက်ပြီးတော့မှသူက clear ဖြစ်စေတယ်အဲ့ဒါတွေကိုပို့ပြီးတော့မှ magnet ပြန်လုတ်ပေးနိုင်တယ်ပေါ့နော်ပိုကောင်းတဲ့အရာတွေကိုသူက magnet ပြန်လုတ်ပေးနိုင်တယ် aquamarine layer ဖြစ်အဲ့တော့နိုင်ငံလို့ပြောတဲ့အခါကျရင် portuguese ပေါ့နော် portuguese ကကန်ကောင်းစေတယ်ပန်းလို့ပြောတဲ့အခါကျရင်တော့ဂျာပန်ပေါ့နော်ရေထဲမှာပေါက်တဲ့ဂျာပန်လေးတွေဆိုတော့စသဖြင့်ဘရုံမာဂျာလည်းဖြစ်မယ်စသဖြင့်ဂျာပန်ပေါ့နော်ဆိုတော့ရေထဲမှာပေါက်တဲ့ဂျာပန်လေးတွေကအာ Pisces သမားလေးတွေအတွက်ကံကောင်းစေတဲ့ပန်းလေးတွေဖြစ်တယ် magical flower လေးဖြစ်တယ်။အဲနောက်တစ်ခုကတော့အပြင်လို့ပြောတဲ့အခါကျရင်ဒီအသီးလေးကအဲလာတို့အဲယူအရီမှာဆိုရင်ဘယ်လိုခေါ်လဲမသဖန်းသီးလို့ပုံစံမျိုးပေါ့နော်။ဆိုတော့သဖန်းသီးအပင်အဲ့ဒါမျိုးလေးတွေရယ်ပြီးတော့ဒီအပင်လေးက life for tree လို့ပုံစံမျိုးပေါ့နော်။အဲအပင်လေးတွေကကြတော့ Pisces သမားလေးတွေအတွက်ကံကောင်းစေတဲ့ magical tree လေးတွေဖြစ်ပါတယ်။ magical plants လေးဖြစ်ပါတယ်။နောက်တစ်ခုကကြောခဏပြောတဲ့ aquamarine ကို platinum နဲ့တွဲဝင်ရတော့ဒါအရင်က ပလက်တီနမ်နဲ့အရက်လုတ်ပြီးတော့မှဆင်းမြန်းနေဆိုရင်တော့ဒီဖိုက်စီသမားလေးတွေအတွက်အရန်ကိုလက်ပွေကံပွင့်စေမယ့်အရာမျိုးလေးပေါ့နော်ဆိုကံကောင်းမှုရယ်အဲ့တော့ခဏပြော spirit animal လို့ပြောတဲ့အခါကျတော့ငါပေါ့နော်ဆိုဖိုက်စီရဲ့အဲဒီ symbolism ကလည်းဒီငါးလေးနဲ့ကောင်းမယ်လीနော်ဆိုတဲ့အခါကျတော့ဖိုက်စီသမားလေးတွေကအိမ်မှာမိမိတို့အိမ်မှာငါးလေးတွေအလှမွေးငါးလေးတွေမွေးထားတာမျိုးပေါ့နော်ဒါမှမဟုတ်ရင်ဒီမှာငါးငါးဆိုရင်လည်းဒီ lucky facial ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးမွေးထားပြီးမိမိတို့အိမ်မှာပို့ပြီးတော့မှဆက်တဲ့တဘိုးကြည်တီတိုးတာမျိုးငွေကျူတငွေရေးချေးရေးပို့ပြီးအစင်ပေးတာမျိုးတွေကိုဖန်တီးပေးနိုင်ပါတယ်အဲ့တော့နောက်တစ်ခုပိုက်စီသမားလေးနဲ့တတိထားမှာကခြေထောက်ပိုင်းဆိုင်ရိုင်းနဲ့ပတ်သက်ပြီးတော့မှတတိထားရမယ်နောက်တစ်ခုကတော့အရက်သေးစားနဲ့မူးရစေသုံးဆွဲခြင်းအဖြစ်ပိုက်စီသမားလေးတွေနဲ့ကအလုံးဝအစင်မပြေပါဘူး နောက်တစ်ခုလူတွေကိုအရန်ကို safe no ပြောရမှာ boundary ချဖို့ပေါ့နော် boundary ချဖို့ခက်ခဲတဲ့အဖြစ်တဲ့အတွက်အဲ့ဒီအဲ့အဲ့ဒီကိစ္စရဲ့တရားနေပြောမှာကိုယူရောက်လာမယ်နောက်ဆက်တွဲ consequence ဆိုးကျိုးတွေကိုတော့ခံစားရတတ်ရတယ်ဒါလေးတွေကိုတော့ vice စမလေးတွေက အမြဲတတိမူပြီးတော့မှအမြဲအကိုကိုကိုအဝဲဖြစ်ဖို့အရေးကြီးပါတယ်နော်